ရေးမများအလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လိုက်ပြီးတော့ဂျိုးဆူလိုက်ပါတယ်အစင်းနေနေအောင်ရယူခဲ့တဲ့ကန်နာရီနဲ့နောက်ထပ်၃နေရာကိုဘယ်သူတွေရယူသွားမလဲပြီးမြလိပွဲစဉ်တွေပြီးဖို့တပွဲလိုရောက်လာခဲ့ချိန်မှာတော့လီဗာပူးတင်းကအစင်းတင်းနေရာနဲ့ချန်ပီယံဖြစ်သွားခဲ့သလိုအာဆယ်တင်းကလည်းအစင်းနေနေရာအတွက်တေချာသွားခဲ့ပြီလည်းဖြစ်ပါတယ်အဲ့လိုအစင်းတင်းနဲ့အစင်းနေနေရာတွေကတေချာသွားခဲ့ပြီအစင်း၃လင်း၅နေရာတွေကတော့အခုချိန်ထိမတေချာသေးဘူးလို့ဆိုရမှာပါအစင်း၃နေရာမှာရတီမဲ့အသင်းကနျူကာဆယ်လား မန်စီတင်လာဒါမုတ်ချဲစီဖောရက်စ်နဲ့ဗီလာသင်းတော်ကလည်းဖြစ်နိုင်သေးတဲ့အခြေအနေမှာရှိနေခဲ့ကြတာပါစီးရီးမှာဆိုလို့ရှိရင်ချန်ပယ်လိဝင်ခွင့်တနင်္လာစာအတွက်ဘယ်အသင်းတွေရောက်သွားခဲ့ကြတယ်ဆိုတာကအပြေပေါ်သွားခဲ့ပြီးဖြစ်တယ်လို့ဘိုနက်စီကလာလီကာနဲ့ပြင်သစ်လီဂူဝမ်ပြိုင်ပွဲတွေမှာလည်းအဖြူမဲဟာတဲတဲကွဲကွဲဖြစ်သွားခဲ့ပြီလို့ဆိုရမှာပါဒါပေမဲ့ပရီးမီးယားလိမာကတော့အဖြူမဲမတဲကွဲသေးဘူးလို့ဆိုရမှာဖြစ်ပြီးတော့နောက်ဆုံးချိန်ထိကိုချန်ပယ်လိဝင်ခွင့်တိုက်ပွဲအပြင်းထန်နေဦးမှာပဲဖြစ်ပါတယ်ကိုယ်ဆိုရင်ချန်ပယ်လိဝင်ခွင့်တနင်္လာစာအတွက်မန်စီကလည်းမသေးချာသေးတယ်လို့ နျူကာဆယ်အသင်းတွေနဲ့ကလည်းတည်ထားပြီးဆိုပြီးတော့တက်အပ်ပြောလို့မရသေးတဲ့အခြေအနေမျိုးပါ Chelsea Villa နဲ့ Forest တို့ကလည်းကိုစီမျောလင်းချက်တွေနဲ့လို့ဆိုရမှာဖြစ်ပြီးတော့ကိုကန်ဂျမာကိုကိုကိုတိုင်းဖန်တီးသွားတော့မှာလည်းဖြစ်ပါတယ် Man City Chelsea နဲ့ Newcastle အသင်းတွေကတော့ကိုရာနိုင်ပွဲတွေရယူနိုင်ခဲ့ကြမယ်ဆိုတော့ Champions League ဝင်ဝင်တနေရာစာအတွက်တည်ကြသွားခဲ့ကြမှာပါ Villa နဲ့ Forest တို့ကတော့ Chelsea Man City နဲ့ Newcastle အသင်းတွေခြေချော်မှုကိုစောင့်ကြည့်ပြီးတော့မှ Champions League ဝင်ဝင်တနေရာကိုပိုင်ဆိုင်မှုမျောလင်းခွင့်ရှိမှာဖြစ်ပါတယ် အဲ့ထဲမှာမှပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းနေခဲ့တာက Nottingham Forest နဲ့ Chelsea တင်းတော့ပါ Forest အတင်းကပြီးခဲ့ညကစားခဲ့တဲ့ Hammer နဲ့ပွဲစဉ်မှာအရေးပါတဲ့နိုင်ပွဲတစ်ပွဲကိုရအောင်နိုင်ခဲ့ကြတဲ့အတွက်သူတို့တွေကလည်းနောက်ဆုံးချိန်ထိမျှော်လင့်ချက်ရှိနေခဲ့ကြတာဖြစ်ပါတယ် Ibak Khunshiko Wanisbat တို့ကိုနိုင်ငံတကာပေါ့ကြီးတိုင်း Football Game မှာကစားလို့ရပါပြီ Wanisbat အကောင့်ဖွင့်သူတိုင်း Promo Code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လေးသတင်းပေးပါစေ Football Game မှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 3936303953လုံးကိုဆက်သွယ်နိုင်တော့ ကွန်မန်တိုင်းမှာခြာပေးထားတဲ့ Telegram link ကိုလည်းလအောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ Chelsea တင်ကလည်း Forest အသင်းကိုတရားလိုက်ထွက်ပေါ်ခဲ့မယ်ဆိုရင် Champions League ဝင်ဝင်တနေရာအတွက်ပိုင်းဆိုင်သွားခဲ့ကြမှာဖြစ်ပေမဲ့တဖက်က Man United နဲ့ကစားမဲ့ Villa တင်းရဲ့ရလဒ်ပေါ်မှာလည်းမူတည်နေခဲ့ကြသေးတာဖြစ်ပါတယ်။ပြောရတော့ Chelsea တင်းတို့ကဘလို့မှဆုံးလို့မဖြစ်တဲ့အခြေအနေလို့ဆိုရမှာဖြစ်ပြီးသူတို့မျိုး Forest နဲ့ Villa တင်းတို့ကလည်းအရေးကြီးနေတဲ့အခြေအနေဖြစ်နေကြတာပါ။ Forest အသင်းအနေနဲ့ကတော့ Chelsea အသင်းကိုတေချလို့တော့မှဖြစ်တဲ့ခြေနေလို့ဆိုရမှာဖြစ်ပြီးတော့ နူလွန်စန်းတိုးဆက်အသင်းဟာအစောပိုင်းချိန်ဒီမှာအဆင့်၃နေရာမှာရက်တည်နေခဲ့ပြီးတော့ချန်ပီယံလိဝင်ဝင်တနေရာအတွက်အဆင်ပြေနိုင်လိမ့်မယ်လို့ထင်မှတ်ထားခဲ့ကြပေမဲ့ခုကမှတော့နောက်ဆုံးချိန်ထိရုန်းကန်သွားရအောင်မှာဖြစ်ပါတယ်။ Unai Emery ရဲ့ Villa အသင်းကလည်းချန်ပီယံလိဝင်ဝင်အရသာကိုသိရှိသွားပြီးအချိန်ကစပြီးချန်ပီယံလိဝင်ဝင်ရဖို့အတွက်အနိုင်ရအသင်းရဲ့ပွဲစဉ်တွေမှာအနိုင်ရလက်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြပြီးတော့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Man U အသင်းရဲ့ Old Trafford ပွဲစဉ်မှာရလက်ကောင်းတွေရှာဖွေသွားနိုင်မှာမလားဆိုတာစောင့်ကြည့်သွားတော့မှာပါ။တခုရှိလား Villa အသင်းနဲ့ရင်ဆိုင်မဲ့ Man U အသင်းပါပဲ။ ။နိုင်ငံသေးနဲ့ယူရိုပါလိဘောလုံးပွဲကစားဖို့ရက်ကလည်းနီးနေခဲ့ပြီဖြစ်သလိုကစားမတွေကိုတရားကင်းစင်အောင်ထားမယ်အချိန်ဒီမှာပရီးမီးယားလိရှစ်ပွဲသက်ပြောင်းဆုံးတဲ့နိုင်ပွဲကိုလည်းပြန်လည်ပြီးတော့ရှာဖွေပေးသွားဖို့လိုအပ်နေကြတာဖြစ်ပါတယ်။မန်ယူသင်းဟာပရီးမီးယားလိနောက်ဆုံးရှစ်ပွဲဆက်နိုင်ပွဲပြောက်ခဲ့ကြပြီးတော့ရှုံးပွဲနဲ့အများစုရင်ဆိုင်ထားခဲ့ရတာပါ။ခုနောက်ဆုံးအင်္ဂွေပွဲစမှာလည်းသူတို့တွေကရှုံးအားလက်တွေနဲ့ပရိသတ်ကိုနှုတ်ဆက်ခြင်းမလားဆိုတာစဉ်းစားခြင်းစာဖြစ်နေခဲ့ပြီးမန်ယူသင်းနဲ့ရင်ဆိုင်မဲ့ဗီလာအသင်းတို့ကတော့နည်းနည်းလေးစိုးရိမ်စရာရှိနေကြတာလည်းဖြစ်ပါတယ်။ဆုံးဖြတ်ချက်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။